မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ရင်ရွေးကောက်ပွဲအလွန်ပေါ်ထွက်လာမယ့်အဆိုအရအနေနဲ့တိုင်းပြည်နယ်ပြည်သူအတွက်ဘယ်အရာတွေကိုဦးစားပေးပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဆိုတဲ့အပေါ်စည်ရေးနဲ့နိုင်ငံရေးကိစ္စတွေကစောင့်ကြည့်နေကြပါတယ်။ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမယ့်အဆိုအရဟာနိုင်ငံတည်ငြိမ်အေးချမ်းအောင်ဦးစားပေးလုပ်ရမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအဆိုအရတရက်ကိုလည်းပုံပေါ်စုဖွဲ့ရမယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီးမောင်က CNN သတင်းဌာနကိုပြောပါတယ်။လာမယ့်ဆိုရနယ်လွတ်တော့နော်ရွက်ကပွဲအလုံးကာလမှာဒါလုံးပြင့်တယ်လို့ဆိုတာ ပထမတစ်ခုလိုအပ်ချက်ကနိုင်ငံရေးတည်ငြိမ်မှုအဲ့လိုတည်ငြိမ်မှုရှိအောင်ဘယ်လိုဒီနဲ့ပို့ဆောင်ရမှာဆိုတော့ကျွန်တော်နိုင်ငံကပါတီစုံတဘောနေပြသွားမယ်လို့၂၀၁၈မှာလေးထားပြချက်ပါတီများစွာရှိတယ်အဲဒီကောက်ပွဲမှာအနိုင်ရတဲ့ပါတီကတော့ပြေးပါဖို့အဲ့ဒါကြောင့်ဒီကောက်ပွဲအလောကာလပါတီတွင်ညှို့မှုတစ်ခုနဲ့နိုင်ငံကိုဘယ်လိုပြုလုပ်တဲ့အောင်တော့နိုင်ငံရေးတည်ငြိမ်မှုရယူပါလိမ့်မယ်

ာလိုအပ်ချက်ဘယ်နဲ့ကဒီဘက်ကရှုပ်ပြီးမှနိုင်ငံရေးတည်အဲ့လိုနိုင်ငံရေးတည်ရမှာပဲကွန်ပျူတာတက်တယ်ဆိုရယ်ကလန်ဒါကြပါကြဒီဥစ္စာကကဘာရှိတစ်ခုလုံးမှာဒီတိုင်းတော့နေတာ 2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီးနိုင်ငံတကာရဲ့ထောက်ခံမှုတွေလည်းရရှိထားကြောင်းရွေးကောက်ပွဲကိုညဉ့်ဉန်းစွာကျင်းပနိုင်ရေးပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့နာဆာကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စောမင်းထွန်းကရုရှားခီးစဉ်ကအပြန်2025ခုနှစ်မေလ10ရက်မှာမီဒီယာတွေကိုပြောထားပါတယ်အဲ့ဒီရုရှားခီးစဉ်အတွင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကနိုင်ငံတကာကနိုင်ငံကောင်ဆောင်တွေနဲ့တွေ့ဆုံပြီးပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်အကုန်မှာကျင်းပမှာဖြစ်ကြောင်းရှင်းပြခဲ့တယ်လို့သူကပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲအလွန်အစိုးရဟာ ည်သူအတွက်အထူးပညာရေးနဲ့ကျန်းမာရေးကိုဦးစားပေးဆောင်ရွက်ပေးတင်တယ်လို့တိုင်းလိုင်းရှမ်းနယ်မြို့သားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ကဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါရယ်ခုကဒီရေကောက်ပွဲတော့မဖြစ်နေတော့လုံးဝတော့တော့တော်လောက်တာတော့ဒါကတော့ရေကောက်ပွဲပြီးတော့အနာ၃ရက်ကိုတယောက်ဆက်ကြိုင်နေတယ်ခါ၃ရက်တာတိုင်းမရှိရင်ဘယ်လည်းတော့ရှိလာတော့ပါလိမ့် ဥပဒေကြီးရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးအချက်ပဲလည်းရှိပြီးဆိုရတာကျတော့တိုင်းပြည်ကတော့ကောင်းကောင်းမွန်လုပ်လို့ရလာတော့ရလာနိုင်လို့ပါလေဥစားပေးလုပ်တဲ့လေဆိုခုပြည်သူတွေအတိတ်ကပညာရေးနဲ့ကြားမှရေးအတိတ်ကဥစားပေးလုပ်စီကဲပါလေဒီတက်လာတဲ့ဇိုးကနေလေကျွန်တော်တို့ကပညာနည်းတဲ့ခါကျစဉ်းစားဆိုင်ပညာနည်းမှဒီနေ့ချိန်မှာတိုင်းပြည်ကတို့ဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်မိလို့ပါလားနိုင်ငံရေးပညာမှုတော့ဒါလိုပါတယ်ဒါပေမဲ့မတည်ငြိမ်နဲ့လှုပ်သွားကြမှာပါကျမပညာရေးဆိုရင်တော့တင်ယူညွန်းနေရစားကြောင်းလေးပြဖို့တော့လိုအပ်တယ်ဗျာ ခုတင်ဦးညွန်းသားနေမှာဆိုရင်တော့များသောအားဖြင့်ကတော့ပုဂ္ဂိုလ်ကြီးကိုယ်ွယ်မှုတော့ဘာလို့ဒီပဲနိုင်ငံချစ်စိတ်ဆိုရစိတ်ဓာတ်တွေကကြောက်နေကြတာဆိုတော့ပုဂ္ဂိုလ်ချစ်စိတ်ဘက်ကိုပဲသွားနိုင်ငံသားတိုင်းကနိုင်ငံချစ်စိတ်ရှိမယ်ဆိုရင်ဒီကုလပြဿနာမျိုးကကျုံလာတော့မှမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် မြန်မာတပ်မတော်နဲ့နာဆကကိုဖျောက်ချရေးလက်နက်ကင်အင်အားစုတွေကကြိုးပမ်းနေတယ်လို့နာဆကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။ပြည်သူတွေအနေနဲ့ဒီမိုကရေစီရဲ့စံကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုပြတ်ပြတ်တသားစံကျင်ကြစီလို့ကြောင့်ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။နာဆကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်နိုင်ငံတော်ဝန်ဖြစ်ပွားနေတဲ့လက်နက်ကင်ပြည်ပခါတွေချုပ်ငင်ပြီးတည်ငြိမ်အေးချမ်းမှုလိုအပ်ကြောင်း2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်ချင်းမျိုးသားနှစ်ကိုပေးပို့တဲ့သူဝင်လောမှာထည့်သွင်းပြောကြားခဲ့ပါတယ်။